ချင်းပြည်နယ်မှာထိနာနေတဲ့စစ်တပ်နဲ့စီလုံးတင့်မီဖြစ်တဲ့တော်လန်ကြီးဒီရပန်းနိုင်ငံအနှံ့စစ်ရေးနိုင်ငံကြီးနဲ့ပတ်သက်ပြီးလှုပ်လှုပ်ခတ်ခတ်သတင်းတွေအများကြီးဖြစ်ပေါ်ခဲ့ပါတယ်လှုပ်လှုပ်ခတ်ခတ်သတင်းဆိုဒီမှာလဲတော်လန်ကြီးအင်အားစုတွေဘက်ကနေအပြောင်းအလဲဖြစ်တဲ့သတင်းတွေရှိသလိုစစ်တပ်ရဲ့အပြောင်းအလဲတွေကဘာကားပါစိတ်ဝင်စားပြီးနောက်ဆက်တွဲဘာတွေဖြစ်လာနိုင်မလဲဆိုတာစောင့်ကြည့်ရမယ်ကြားပြန်လို့ကိစ္စတွေနှစ်ဖက်စီရေးထိတွေ့မှု အများကြီးတွေးခဲ့မြင်ခဲ့ရပါတယ်ဒီနေရာမှာအထူးအသားပေးပြီးပြောချင်တာကတော့ယခုရပိုင်တွင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေစီရီတွေနဲ့ပတ်သက်ပြီးပြန်သိရကြားရတဲ့သတင်းတွေထဲမှာမှချင်းပြည်နယ်ဘက်ကသတင်းတွေကိုအနှဲငယ်ပြောပြခြင်းပါတယ်ဒီလအစပိုင်းလောက်တည်းကစစ်တပ်ဟာခြားသောဒေသတွေနီးတူချင်းဒေသကိုလည်းအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးတာတွေပြုလုပ်နေတာတွေရှိပါတယ်ချင်းပြည်နယ်ဟာအားလုံးသိတဲ့အတိုင်းအာနာသိမ့်မှုစတင်ဖြစ်ပွားခဲ့တဲ့ကအစောဆုံးစစ်တပ်ကိုစက်ကျင်တော်လှန်ခဲ့တဲ့ပြည်နယ်တစ်ခုဖြစ်ပြီး တပိတ်ပြနေစဉ်ကာလအထဲမှာတောင်တာဟန်းခံတတ်တို့ကလေးတပိတ်တို့လိုတနိုင်ငံလုံးသတိထားမိလောက်အောင်ရဲရဲတောက်စီးလုံးညညို့စွာနဲ့စစ်တပ်ကိုအကြမ်းမဖက်ဆန့်ကျင်ဆန္ဒပြခဲ့ကြသလိုနေနေကိုင်းလမ်းစဉ်စတင်ရှောင်းလန်းခဲ့စဉ်မှာလည်းကလေးကနေချင်းတောင်နန်းတွေစီတက်လာတဲ့စစ်ကောင်စီရင်နန်း40ကျော်ကိုမောင်းပြန်နေနဲ့လက်လုံများများနဲ့တိုက်ခိုက်ခဲ့ပြီးရင်နန်းလိုက်စစ်ကြောင်းပြတ်တေဆုံးအောင်ထိပြုလုပ်နိုင်ခဲ့တဲ့ပြည်နယ်လည်းဖြစ်ပါတယ်တော်လိုင်းရင်တနေ့ပြတနေ့ပြောင်းလဲလာတဲ့အချိန်မှာလည်းချင်းပြည်နယ်ဟာလည်းအခြားတော်လိုင်းတပ်ဖွဲ့တွေနီးတူ စည်ရေးအတွေ့အကြုံအုတ်ချုပ်ရေးအတွေ့အကြုံဟာလည်းတစ်နှစ်ထက်တစ်နှစ်ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ပြီးစစ်တပ်ကိုအကောင်ဆုံးချင်းချောက်ခါလွမြောက်နယ်မြေများစွာကိုလည်းဖန်တီးယူနိုင်ခဲ့ပါတယ်ဒီလိုတော်လန်ရေးအကောင်းရာချင်းပြည်နယ်ကိုအော်တိုဘာလနောက်ဆုံးပတ်လောက်ကလေးကစစ်တပ်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးရွာတွေပြုလုပ်ခဲ့ပါတယ်ချင်းပြည်နယ်နဲ့သခိုင်းအဆက်ဖြစ်တဲ့ကလေးဒေသတွေကြောင်းကိုအင်အားဖြန့်ခွဲခဲ့တယ်လို့ပဲချင်းတောင်ကိုလည်းကလေးလန်းကတဆင့်အင်အားအလုံးရင်းနဲ့ခြိတက်သိမ့်ပိုက်ဖို့ပြုလုပ်ခဲ့တာကိုတွေးကြရပါတယ် စစ်တပ်ဟာပေါ်တာဆွဲလို့ရတဲ့လူတွေကို၎င်းတို့အစ်စ်မြင့်နဲ့လိုက်တဲ့ drone လို့စွမ်းဆောင်ရည်တွေအားကုန်တဲ့လွယ်လင်းတကူပဲချင်းပြည်နယ်ကတော်လိုင်းအဖွဲ့တွေကိုတိုက်ခိုက်ချိန်မုံနိုင်မယ်လို့ထင်ခဲ့ပေမဲ့လည်းရေပြင်မှာတော့လူဝင်အားကလက်နက်အင်အားတွေပါအထူးခိုက်အကြဆုံးများစွာနဲ့ကြုံတွေ့ခဲ့ရပါတယ်။ချင်းလန်အစိုးရတပ်ဖွဲ့ကထုတ်ပြန်တဲ့ဗီဒီယိုတွေသတင်းစာဓာတ်ပုံတွေမှာဆိုရင်လဲစစ်ကောင်စီတပ်သားတွေရဲ့အလောင်းလက်နက်တွေအများအများကိုလည်းတော်လိုင်းတပ်ဖွဲ့တွေကရရှိထားတာကိုမြင်ရတယ်လို့ပဲအခြားတစ်ဖက်မှာလည်းစစ်တပ်ဟာထိခိုက်ဒဏ်ရာရပြီးသေးဆုံးသွားတဲ့ တို့စစ်သားတွေကိုတက်တဆိတ်မြေချတကြိုနေတယ်ဆိုတဲ့သတင်းတွေကိုလည်းဇက်တိုက်ရနေပါတယ်။ခြားတစ်ဖက်မှာလည်းစစ်တပ်ကချင်းပြည်နယ်တကြောတိုက်ပွဲတွေမှာထိသည်မြသေသည်မြစကားဆတွေထဲမှာအလောင်းပြန်ရတဲ့သူတွေကိုခလေးမြို့ခလာရ2နှစ်ရှစ်နီးကနန်းစလူရွာတင်းကျိုင်းနဲ့ကံပွင့်တင်းကျိုင်းတွေမှာတက်တဆိတ်ခိုးမြုပ်နေတယ်ဆိုတာနဲ့ဒီလိုမျိုးရမှာလည်းအလောင်းရေအတွက်များလွန်းလာကြောင်းတခြင်းတလောင်းလုံးမဟုတ်တော့ပဲတခြင်းကိုဆယ်လောင်းလောက်ကိုစူးပြုံပြီးမြုပ်နေရတယ်ဆိုတာကိုအခိုင်အမာသတင်းရရှိထားတာ တွေ့ရပါတယ် စစ်တပ်ကဘလောက်ပဲဖုံးပြီးပြီးသတင်းမှောင်ချထားပါစေဤပညာတိုးတက်နေတဲ့ယနေ့ခေတ်တွင်မှ၎င်းတို့ရဲ့ထိတိုက်သိဆုံးမှုနဲ့ပတ်သက်ပြီးဘလို့မှဖုံးကွယ်လို့ရမနေပဲတနည်းမဟုတ်တနည်းသတင်းပေါက်ကြားမှုတွေရှိနေပါတယ်ချင်းမြင်နေမှာတွေမဟုတ်ပဲဒီဘက်ထဲမှာတင်ခင်ဦးနဲ့ဝက်လက်ဒေသတွေမှာစစ်ကြောင်းလိုက်ချိန်မုံခံရတာတွေရခိုင်ကြောင်ဖြူမှာစစ်ကူလာတဲ့အဖွဲ့ကိုတော်လိုင်းရင်ဘက်ကစစ်ကြောင်းပြက်အောင်ထိတိုက်ခိုက်လိုက်နေတာတွေကိုမီဒီယာတွေပေါ်မှာတက်တင်နေတဲ့ကွာတွေးကြရပါတယ် ဒါတွေကဘာကိုပြနေသလဲဆိုတော့ချိန်တိုအတွင်းမှာလိုအပ်တဲ့စစ်သားအရေးအတွက်ရရှိဖို့အတွက်စူးစောင်းခဲ့တဲ့အတွက်စစ်တပ်အတွင်းအရေးချင်းတဲ့အရေးအတွက်ကသာပုံများနေခဲ့တဲ့အကျိုးဆက်ပဲဖြစ်ပါတယ်။နောက်ဆက်တွဲအနေနဲ့စစ်သားတယောက်အဖွဲ့အစည်းတစ်ခုမှရှိရမယ်ရဲဘော်ရဲဘက်စိတ်တွေကလည်းစက္ကဆစစ်သားတွေစီမှာပုံမုံနေပါလာခဲ့ပါတယ်။ဒီလိုအရေးချင်းတွေဒီလိုစိတ်တပ်မျိုးနဲ့နိုင်ငံနဲ့မှရေရှည်စစ်ပုံစံအချိန်ကြာကြီးစစ်မျက်နှာဖွင့်ထားရတဲ့စက္ကဆအတွက်ကချိန်ကြာလေပိုထိနာလေဆိုတာပဲကြုံတွေ့ရဖို့ရှိပါတယ်။ ဒီလိုခြားစားပြီးယူရင်းနေတဲ့အဖွဲ့အစည်းကိုအမြင့်ဖြတ်နိုင်ဖို့အတွက်တော်လန်ရေးဘက်မှာကစီလုံးချင်းတစ်ခုသာလိုအပ်ပါတယ်စီလုံးချင်းသာရှိရင်အရာရာကိုကြော်ဖြတ်နိုင်နေဆိုတာဒီနှစ်ပိုင်းတွင်းမှာပဲအကျဉ်းချင်းတက်တည်ပြပြီးပြီမှုလာမယ့်ကာလတွေအတွက်ပိုမိုစီလုံးအောင်တော်လန်ရေးအင်အားစုတွေနဲ့ကြိုးပမ်းဆောင်ရွက်တင့်ပါတယ်ဆောင်းမရေးသားသူမင်းတော်ဆောင်းမဖတ်ကြားသူကိုထွန်း